အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောညီလေးတနေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့စုမုံကောင်တောင်းပေးလိုက်ပါ။အဲ့တော့ဒါကျွန်တော်ဒီညနေ9:00နာရီမှာထုံးရနိုင်တာ Manchester United အသင်းရဲ့တရင်လေးအကြောင်းတွေကိုကျွန်တော်တင်ဆက်ပေးသွားခြင်းဖြစ်ပါတယ်။အဲ့တော့ဒါကျွန်တော်ဒီနေ့ညနေ9:00နာရီမှာ Manchester United အသင်းကဒါကျွန်တော်တရင်လေးတွေကတော်တော်လေးကိုစိုးစိုးလေးလေးရှိနေတယ်။ထုံးရနိုင်ရောက်တာ ဒီ United အသင်းတရင်တွေအကုန်လုံးတတိယထဲမှာဒါအကုန်လုံးဒါကျွန်တော်တို့စုံစုံလင်လင်နဲ့ဒါထည့်ပေးသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ပထမဆုံးတရင်နေနေတဲ့ရှေ့မှာ United အသင်းကြောင်းပြောချင်တာကတော့ဒါကျွန်တော် Brian Ambonbu ရဲ့ကိစ္စဖြစ်တယ် United အသင်းနဲ့ခုလက်ရှိမှာသူတို့လက်ရှိကမ်းလှမ်းထားတဲ့ဈေးကိုပဲဒါကျွန်တော် structure ပြောင်းပြီးတော့ဒါ United အသင်းဘက်ကနေပြီးတော့ Brentford အသင်းဘက်ကိုပြန်လည်ပြီးတော့ကမ်းလှမ်းဖို့ ready ဖြစ်နေပြီလို့သိရတယ်မှာပါအဲ့တော့ပြောချင်တာလက်ရှိမှာ United အသင်းနဲ့ဒီကစားသမားကိုဒါရောင်းချမယ်ဆိုရင်တော့ဝယ်မယ်ဆိုရင်တော့မှဒါခုနကျွန်တော်တို့အနေနဲ့အစကတည်းကကမ်းလှမ်းထားတဲ့ဈေးဖြစ်တယ်ဒါကျွန်တော်တို့ ပေါင်95တန် plus 9.5တန်5 neutron 9.5တန်ဖြစ်တယ်အဲ့တော့ဒါကျွန်တော်62.5တန်တန်ရှိတယ် package ကိုပဲ united ဘက်ကနေနည်းနည်းလေးဒါကျွန်တော်ပေါ့ shuffle လုပ်ပြီးပြန်လဲပြီးတော့ကန်လန်ဖို့တော့ united အသင်းဘက်ကကြိုးစားမယ်လို့ညီထားမှာရှိအဲ့တော့ပြောချင်တာလက်ရှိနောက်ဆုံးတက်လာတဲ့ဒင်းရသတင်းတွေရဆိုတော့ united ဘက်ကဒါကျွန်တော်လက်ရှိကပေါင်98တန်အဲ့ပေါင်း98သန်းပတ်ချလေဝင်းရင်ကြောက်တာကျွန်တော်လက်ရှိသူတို့အနေနဲ့ fix fee ပေးသွားမှာဖြစ်ပြီးသူတို့အနေနဲ့အခုလက်ရှိအနေထားရတော့ဒါကျွန်တော်ဖတ်မိရတဲ့လောက်ကိုတိရတဲ့လောက်ဆိုရင်တော့ဒါ အဲဘောနပ်ကို short ပြီး short ချသွားမယ်လို့ကျွန်တော်အနေနဲ့သိရတယ်ပါ။အဓိကဒါကျွန်တော်တို့ခုနကပြောသူက58.5သန်းဆိုတဲ့ပုံစံမျိုးတို့အနေနဲ့ဒါကျွန်တော်တို့အဲဒါကလုံးဝ fix ပြီးမှဖြစ်ပြီးတော့5သန်းကိုတို့တို့အနေနဲ့ဒါကျွန်တော်တို့ bonus payment ပုံစံမျိုးပေးပို့နေထားမှရှိတယ်။ပြီးတော့ bonus ကိုလည်း United ဘက်ကနေပြီးတော့ဒါကျွန်တော်တို့ easy payment ပုံစံမျိုးလုပ်ပြီးတော့လုပ်ပေးဖို့အတွက်လည်းဒါပြင်ဆင်လာခဲ့လို့သိရတယ်။အဲ့တော့ပြောချင်တာဒါ62.5သန်းနဲ့65သန်းကြားရှိတဲ့ package တစ်ခုကိုပဲ United အသင်းကဒါဒီပုံစံမျိုးလုပ်ဖို့ရှိတယ်။ဒါပေမဲ့အဓိကပြောင်းလဲသွားတာတို့ရဲ့ payment structure ပေါ့နော်။တို့ payment structure ံစံမျိုး United ဘက်ကနေပြီးတော့ပြန်လည်ပြီးတော့ဒါကျွန်တော် revise လုပ်ပြီးတော့ Bradford Bennett ဘက်ကိုဒါကျွန်တော်ကန့်လန့်မှုရှိတယ်အဲ့တော့ ဒီနေရာမှာဒါကျွန်တော်အဓိကနောက်ထပ်ပြောင်းလဲသွားမှာတကူကတော့ down ပေးမှာပဲ United တင်တာပထမကတော့ဒါကန်လန်ဘူးလောက်ထားတာက10တန်း plus 5တန်း15တန်းနဲ့ရှိတဲ့ package တကူ United ဘက်ကကန်လန်ဘူး down ပေးမှအနေနဲ့ကန်လန်ဘူးတို့လောက်ထားခဲ့ပေးမယ်အခုလက်ရှိမှာ United ဘက်ကပြန်ကြည့်မယ်ဆိုရင်တော့ဒါသူတို့အနေနဲ့20ပေါ့နော်ဒါ15တန်းဥမာဒါ5တန်းလုံးမှုဒါ10တန်းလောက်ပို့ပြီး down ပေး down ပေးမှာကို25တန်းလောက်အသုံးပြုသွားဖို့အတွက် United အသင်းအနေနဲ့အခုလက်ရှိမှာ ready ဖြစ်နေပြီလို့သိရတယ်မှာအဲ့အဓိကဒါ Brian Ambon ဘူးရဲ့အပြောင်းအရွှေ့မှာ United ဘက်ကနေပြီးတော့65တန်းကိုပဲဒါသူတို့အနေနဲ့ structure ကိုကစား ွားဖို့ရှိတယ်။တိုးပေးသွားဖို့တော့အဆီဇင်မရှိဘူးလို့သိရတယ်။ Brentford အင်းရဲ့လက်ရှိမှာ structure ဒါသူတို့ဘက်ကို favor ဖြစ်ပြီးတော့ သူတို့ကြိုက်တဲ့ structure ပုံစံမျိုးဖြစ်ခဲ့မယ်ဆိုရင်တော့ United အသင်းဘက်ကဒီအပြောင်းအရွှေ့ကိုလက်ခံတော့ဆိုတော့ Brentford အသင်းဘက်ကနေပြီးတော့ဒီအပြောင်းအရွှေ့ကိုလက်ခံသွားမှာဖြစ်တယ်လို့သိရတယ်မှာပါတယ်။ကစားသမားဘက်ကလည်းလက်ရှိမှာဒါကျွန်တော်တို့ Brentford အသင်းဘက်ကိုကစား United အသင်းစီကိုပြောင်းရွှေ့ခြင်းတဲ့အတွက်ကြောင့်မို့ဒါတိုက်တွန်းတဲ့ကြောင့်ဒီအပြောင်းအရွှေ့ကတော့ဖြစ်လာဖို့ရာခိုင်နှုန်းများတယ်တယ်မှာပါတယ်။ဒါပေမဲ့ in လက်ရှိမှာဒါကျွန်တော် United ဘက်က handle လုပ်နေတဲ့ပုံစံနည်းနည်းတော့ဒါတိုင်ပတ်တယ်မှာ။ဘာကြောင့်လဲလက်ရှိမှာဒီနေ့ညရာမှာ United ဘက်ကတကယ်တမ်းလက်ထဲမှာရှိတဲ့ in cash ကတော်တော်လေးကိုလိုးနေတယ်ဖြစ်တော်တော်လိုးတော်တော်လေးကိုနည်းနေတဲ့အတွက်ကြောင့်မို့လက်ရှိ အနေထားသူတို့နေ down payment ကိုအများကြီးမပေးနိုင်ဘူးအဲ့တော့ဒါလက်ရှိတိုးပေးတယ်ဆိုတော့20 25လောက်ပဲတိုးပေးနိုင်ပြီးတော့သူတို့အနေနဲ့ဒါ bonus ဘာညာဒါ installment ဘာညာကိုပဲကစားပြီးလို့ရနိုင်တဲ့အနေထားရှိအဲ့တော့လက်ရှိမှာ United အသင်းနဲ့အခုဒီနောက်ဆုံးသတင်းရဆိုတော့ဒီထက်ပိုပြီးတော့သူတို့ရဲ့ budget ရတိုးပေးဖို့အစီအစဉ်မရှိတော့ဘူးအဲ့တော့ဒါ Brentford ဘက်က United ဘက်ကလက်ရှိမှာ updated structure ကိုလက်ခံသွားဖို့ရာခိုင်နှုန်းများနေတယ်လို့ဖတ်မိရတယ်ဒါပေမဲ့လက်ခံလက်မခံဘူးလားကိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ်တဲ့မှာပါတယ်ဒါပေမဲ့ United ဘက်ကလက်ရှိမှာဒီ updated structure ကိုတော့ဒါကျွန်တော်တို့ လက်ခံသွားဖို့ရာဂိုင်နှုန်းကြီးများနေတယ်ဆိုပြီးတော့ဖတ်မိရတယ်မှာပါအဲ့တော့ဒါ Brian Amamu ကိုယ်တိုင်ကလက်ရှိမှာ United အသင်းစီမှာဆေးဆစ်ဖို့အတွက်တော့ဒါကျွန်တော်တို့စောင့်မျှော်နေခဲ့ပြီ United ကစားသမားဖြစ် တက်ဖြစ်ဖို့အတွက်သူအနေနဲ့မဆောင်နိုင်တော့ဘူးလို့လည်းဖတ်မိရတယ်မှာပါတယ်လက်ရှိမှာ United ရဲ့ကစားသမားတွေနဲ့အတူလက်ရှိမှာကစားသမားအနေနဲ့ဒါဖတ်မိရတော့နောက်ဆုံးသိရတော့ update တွေရဆိုရင်တော့ United ကစားသမားတွေနေတော့မှဒါ Instagram မှာ follow လုပ်ပြီး like တွေလုပ်ထားရဆိုတာမျိုးကျွန်တော်ဖတ်မိရတယ်ပေါ့ဒါလက်ရှိမှာသူ့ရဲ့ personal ကိစ္စပေါ့အဲ့တော့ဒါ United အသင်းနဲ့ဒီကိစ္စပြီးသွားရင်ဒါ Brian Abbott နဲ့ကိစ္စနဲ့ပြီးသွားရင်သူတို့အနေနဲ့တကယ်ကိုအကြီးကျယ်လုပ်ရဖို့ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကစားသမားအယောင်ကို United အသင်းနဲ့တကယ်ကိုအကြီးကျယ်လုပ်ရတော့မယ့်အနေထားမှာရှိတယ်ဘာကြောင့်လဲ United အသင်းနဲ့လက်ရှိဒါကျွန်တော်တို့လိုအပ်နေတဲ့နေရာလေးတွေရှိသေးတယ်ဆိုတာမှန်ပေမဲ့ဒီလိုအပ်နေတဲ့ ဲ့နေရာလေးတွေကိုဝယ်ဘူးဆိုရင်တော့အရင်ဆုံး buy ဟိုဆို sell ရင်လောက်ရမှာဖြစ်တယ်အဲ့တော့ဒါကြောင့်အရင်ဆုံးရောင်းချရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ sell before buy ဆိုတဲ့ United ရဲ့ strategy ကို Brian M1 ဘူရဲ့အပြောင်းရွှေ့ပြီးရင်တော့ United အသင်းနဲ့တကယ်ကို implement လုပ်ရတော့မယ်လို့ပြောလို့ရတယ်အဲ့တော့ဒီနေရာမှာ United အသင်းနဲ့တိုက်ဆက်မှုအစ်စ်ကိုလာမယ့်နေရာဒီမှာ Ruben Amorim ဘက်ကနေတောင်းဆိုထားတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်ဒါပေမဲ့ United ဘက်ကလက်ရှိမှာ White Land သာ မရောင်းဖြစ်ခဲ့ဘူးဆိုရင် United ဘက်ကဒါကျွန်တော်ကစားသမားအစ်စ်ကိုခေါ်ဖို့အတွက်တော်တော်လေးကိုနည်းနေတယ်ဆိုတဲ့အနေထားထွက်အဲ့တော့လက်ရှိမှာ United ဘက်ကတော့ရှင်းတယ် White Land ကိုငွေပြည့်မရဘူးဆိုတော့ White Land က င်းကိုဒါကျွန်တော်တို့အပြောင်းရွှေ့ရဲ့ဒစိတိသေးသားနေနဲ့အသုံးပြုခြင်းမုံရတယ်ဆိုတော့တည်င်းတွေကိုလက်ရှိမှာဖတ်မိရတဲ့မှာပါတယ်ဘောနော်တော့ဒါကျွန်တော်တို့ နောက်ဆုံးသတင်းတွေအရဆိုရင်ဒါကျွန်တော် Manchester United နဲ့ White Lane ကို Napoli ရောဒါကျွန်တော်လက်ရှိဖတ်မိရတော့ဒါ White King ထွက်တော်မယ်ဒါကျွန်တော်တို့ Atlant တော့ Atlant မဟုတ်ပါဘူးကျွန်တော်တို့ Fiorentina ပေါ့နော် Fiorentina ရဲ့အပြောင်းရွှေ့စိတ်တည်တာမှလည်းအသုံးပြုသွားပွဲရရှိတယ်ဆိုတော့ Cola Hala တွေထွက်နေတော့လက်ရှိမှာ United အသင်းကဒါကျွန်တော်တို့ Italy ရဲ့သတင်းဒါ Tier 2 Tier 3 level တွေရဲ့အရဆိုရင်တော့ဒါ Florian ဟော Fiorentina ရဲ့ဒါတိုက်စစ်မှုဖြစ်တဲ့ White King ကိုစိတ်ဝင်စားနေ King ဆိုတာကျွန်တော်တို့ချိန်ကလည်း Premier League မှာဆော့ဘူးခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတော်တော်လေးကိုဒါ Premier League ရဲ့အခြေအနေတွေနားလည်တဲ့ ကစားသမားဖြစ်တယ်။အဲ့တော့လက်ရှိမှာဒီကစားသမားမှာစာချုပ်ဖြတ်သိမ်းကြီးဆိုတာမျိုးရှိတယ်။19ရက်နေ့ဟုတ်တယ်15ရက်နေ့ဇူလိုင်19ရက်နေ့15ရက်နေ့ဇူလိုင်ဒီဒီစာချုပ်ဖြတ်သိမ်းကြီးအသက်ဝင်ဖြစ်ပြီးတော့ဒီစာချုပ်ဖြတ်သိမ်းကြီးအသက်ဝင်တဲ့အချိန်မှာကြိုက်တဲ့အသင်းကဒါ52တန်းနဲ့ခေါ်ယူလို့ရနိုင်တယ်ဆိုတဲ့တင်ထွက်လာခဲ့တယ်။ဒါပေါင်နဲ့တော်ဆိုပေါင်54တန်းပေါ့။ဒါပေမဲ့ပြဒနာက Moise Kane ကိုတိုင်က Premier League မှာတော်တော်လေးကို struggle ဖြစ်လာခဲ့ရဲ့ကစားသမားဖြစ်တဲ့ကြောင့်မို့ United ဘက်ကတစ်ချက်တော့ကြည့်ရင် United အသင်းနဲ့ဒီကစားသမားကိုစာချုပ်ဖြတ်သိမ်းကြီးပုံစံမျိုးပေးတာထက်ဆိုင် Fiorentina ကို White Line ကိုကန်လှမ်းပြီးတော့သူတို့အနေနဲ့ဒါ အေးပေါ့ဒါဒဲပုံစံမျိုးလဲဖို့တော့ United ကချက်စီခဲ့မယ်ဖီယိုရန်တီနာဘက်ကအကဲဟွိုင်လန်ကိုကမ်းလှမ်းခဲ့မယ်ဆိုရင်တော့မှဒါ United ဘက်ကငွေပေးချေဖို့အတွက်သူတို့အနေနဲ့ဒါတောင်းဆိုနေတယ်မှာအဲ့တော့ပြောချင်တာက Moise Kane နဲ့ White Lane ရဲ့လဲလှယ်မှုကတော့တော်တော်လေး White Mark ဖြစ်ပေမဲ့မဖြစ်နိုင်ဘူးလို့တော့ပြောလို့ရတဲ့အနေထားမှာတော့မရှိဘူးနောက်ထပ်တစ်ခုအခုလက်ရှိမှာဒါ United အသင်းနဲ့ Napoli နဲ့ ကြားထဲမှာကောင်းမွန်တဲ့ဆက်ဆံရေးရှိသေးဖြစ်တယ်။ယူနိုက်တက်အသင်းရဲ့လက်ရှိကစားသမားတော်တော်များများကိုနပိုလီတင်းနဲ့တော်တော်လေးကိုစိတ်ဝင်စားနေတယ်။သူတို့နည်းအခုလက်ရှိဒါကျွန်တော်တို့အဲအလာဟန်ဒူဂနာချူဒါကျွန်တော်ဂျေဒင်ဆန်ချူဒါကျွန်တော်လက်ရှိအဝိုင်လန်ပေါ့နော်။တော့ဒါဆန်ချူကိုတော့တရားဝင်လုံးဝတော့ဒါကျွန်တော် give up လုပ်လိုက်ပြီ။ဒါကျွန်တော်တို့နပိုလီဘက်ကနေဘာကြောင့်သူ့ရဲ့လောက်ခလာဆန်ကြောင့်တရားဝင် give up လုပ်ကြောင်းကိုဒမာစီယိုဘက်ကသူတို့ရဲ့လက်ရှိဒါ CEO ကိုယ်တိုင်ကတရားဝင်ပြောထားတယ်။အဲ့တော့အလာဟန်ဒူဂနာချူနဲ့ဝိုင်လန်ပဲကြည့်။အလာဟန်ဒူဂနာချူအတွက်ကိုလက်ရှိမှာဒါကျွန်တော်တို့နပိုလီဘက်ကပတ်စံနေအများကြီးမပေးနိုင်အောင်ကြောင့်မို့ဒါအလာဟန်ဒူဂနာ ွှေ့အပြောင်းရွှေ့ကိုခဏမိထားလို့ရတယ်ပုံမှာအဲ့တော့ white lemon ကြည့်အဲ့တော့ တိရတဲ့သတင်းတွေရဆိုရင်တော့ဒါရေရှည်တိုက်စင်မှုအတွက်အန်တိုနီယိုကွန်တေးနေနေတာဟွိုင်လန်ကိုဒေါ်လေးကိုမျက်စိကျနေတယ်။ဒါကြောင့်မို့တော့ဟွိုင်လန်ရဲ့အပြောင်းရွှေ့တဲ့ဒိဋ္ဌိတနေနဲ့အော်ဇမန်ကိုထည့်သုံးသွားနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။အဲ့တော့နာပိုလီကဒီနေရာမှာဒါကြတော့ဟွိုင်လန်ပလက်စတာမန်ချက်စတာယူနိုက်တက်စီကနေပေါင်15တန်းပတ်ချာလဲဝင်းညင်ကြလောက်အလိုရှိနေပြီယူရိုတန်း90ပေါ့နော်။အဲ့တော့ကျွန်တော်တို့တို့အနေနဲ့အော်ဇမန်ကိုယူရိုတန်း60ပတ်ချာလဲဝင်းညင်သတ်မှတ်ထားပုံရတယ်ဒီလိုဆိုတော့ဒါမန်ချက်စတာယူနိုက်တက်ဘက်ကနေပြီးတော့ဒီယာကိုလည်းဒါဘာမှတုံ့ပြန်ခြင်းမရှိသေးဘူး။ဒါပေမဲ့လက်ရှိမှာယူနိုက်တက်ဘက်ရဲ့လက်ရှိယူနိုက်တက်တိုက်စစ်မှု လိုအပ်နေကြောင်းမလို့ဒါအော်ဇင်မန်ကဒါအကြောင်းရှိတစ်ခုဖြစ်သွားနိုင်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့အော်ဇင်မန်ရဲ့လက်ရှိကစားသမားကိုခေါ်မယ်ဆိုရင်တော့သူတို့အနေနဲ့ United အနေနဲ့လက်ရှိမှာလောက်ခလာစားများတဲ့ကစားသမားတွေအသင်းဘက်က short ချအောင်မပြီးရယ်အော်ဇင်မန်ရဲ့လက်ရှိမှာတစ်နှစ်လောက်ခတာပေါင်၁၀သန်းလောက်ပတ်ချလဲဝင်ကျင်ကြပေးရမှာဖြစ်တဲ့ကြောင့် United အနေနဲ့လည်းဒီ risk ကိုအကြီးအကျယ်ယူသွားဖို့အခြေအနေမရှိဘူးလို့ကျွန်တော်အနေနဲ့ဖတ်မိရတဲ့တည်းမှာပါပါတယ်အဲ့တော့ wide line ကိုလက်ရှိမှာဒါကျွန်တော်အော်ဇင်မန်ရဲ့အပြောင်းရှိတစည်းတစားလောက်မယ်ဆိုရင်အကုန်လုံးကဒါကျွန်တော် win win situation ဖြစ်သွားနိုင်တယ်ဒါပေမဲ့ United ဘက်ကလက်ရှိမှာအော်ဇင်မန်ရဲ့လောက်ခလာစားများမှုက burden န်တစ်ခုဖြစ်သွားနိုင်မယ်လို့ကျွန်တော်အနေနဲ့ပုံကူကြီးရမြင်ကြည့်တာအဲ့တော့ United အသင်းတစ်ခုလက်ရှိမှာ White Land ကိုသာဒီတိုင်းရောင်းပြီးတော့ငွေကြီးပဲတည်တန်းရမယ်ဆိုရင်တော့ဘာဆက်လုပ်မလဲဆိုတော့ Hugo Archetype ဘက်ကိုလှည့်ဖို့ရှိတယ် United အသင်းတစ်ခုလက်ရှိမှာ Hugo Archetype ကိုလုံးဝတရားရကိုင်းတော့ give up လုပ်သွားတဲ့အချိန်မှာတော့မရှိသေးဘူးလို့သိရတယ်မှာပါတယ် Archetype ရဲ့လက်ရှိဒါကျွန်တော် Frankfurt ဘက်က တောင်းတဲ့ဈေးကမြင့်မားလို့ကြောင့်အသင်းတွေနဲ့ဒါကြတော့ကြားတဲ့ကသတင်းတွေတော်တော်လေးအေးသွားခဲ့တယ်ဒါပေမဲ့ United ဘက်ကလက်ရှိမှာဒါကစားသမားကိုပုတ်ကူရေးရာတောက်လျှောက်ချိတ်ဆက်မှုတွေကိုပြုလုပ်ထားခဲ့ပြီးတော့ကစားသမားအကူတိုင်ကဒါ Premier League ကိုတခြားသောချိတ်ဆက်တည်တဲ့ club တွေတဲကစာရင်တော့သူက United ကိုပြောင်းမှုတော့စိတ်အားထက်သန်တယ်ဒါပေမဲ့ဒါ Tier 3 Tier 4ဆိုတော့ကြောက်ကြက်လီပြီးယူညောက်ဖို့တော့ကျွန်တော်ဒီမြန်ကနေပြောချင်တယ်ဒါပေမဲ့ဘယ်လိုပဲပြော United အသင်းရဲ့လက်ရှိမှာဒီနှစ်နွေရာသီမှာတိုက်ဆက်ပိုင်အပြောင်းလဲတွေကိုပြုလုပ်ဖို့တူစူးစမ်းအောင်မယ်ဒါပေမဲ့တိုက်ဆက်ပိုင်ပြောင်းလဲပြောင်းချင်တယ်ဆိုရင်လက်ရှိရှီရင်ဆွဲကစားသမားတွေအသင်းကနေပြီးတော့ ထွက်ပစ်ဖို့လိုတယ်ဆိုတဲ့အနေအထားတစ်ခုကိုရောက်ရှိလာမှာဖြစ်ပါတယ်။အဲ့တော့ United အပြောင်းအရွှေ့တွေကလက်ရှိမှာဒါတောက်လျှောက်ဖြစ်ပေါ်နေသေးဖြစ်ပြီး update ဖြစ်ရင် update ဖြစ်လို့ကျွန်တော်အနေနဲ့တင်ဆက်ပေးဦးမှာဖြစ်ပါတယ်။လောက်ပါပဲ။အားလုံးပဲကြိုတင်ပါတယ်။ကောင်းမွန်တော့ဒီနေ့ဒီနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲ။ ကျွန်တော်ကိုတောင်းပြပါအောင်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 Point ဆိုတဲ့ TV4U တို့မှာကျင်းလို့ဆန်ပေါ့ကိုကြည့်လို့ရပါတယ်။မြန်မာလက်ကလစ်ဖို့မမိကြပါနဲ့။မြန်မာကလစ်မှာမြန်မာဖြစ်ပါတယ်။အားလုံးပဲကြွတူပါဗျ။ကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါလို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာအေးစစ်စစ်တွေ့ကြပါပေါ့။အားလုံးပဲကြွတူပါရဲ့။ကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါလို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်နေ့ကျမှအေးစစ်စစ်တွေ့ကြမြန်မာမြန်မာလက်ကလစ်ပြကြအောင်ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။ကျွန်တော်တောင်းပြပါအောင်။ဒီပါပါဗျ။